တိုင်းပြည်ပြည်သည်အကြီးအကျယ်ရန်ဖြစ်ဖို့ရနေမယ်ကြီးထိတ်တန်းသူပညာရှင်များလို့ဆိုတာဘလို့လုပ်ငန်းခွင်မှမစိုးလို့ဖို့ကိုင်ပဲချင်းချင်းစကားများစီမပြေကတော့ကဆာဖြစ်တတ်တာလေးတွေရှိပါရည်အနုပညာလောကရဲမှာနေမယ်ကြီးနုပညာရှင်မင်းသားမင်းသမီးတွေဟာတိုင်းပြည်ပြည်သည်စကားများဘူးတာပါဒီပြိုထဲမှာတော့တိုင်းပြည်ပြည်သည်ပြဿနာတဲရန်ဖြစ်စကားများဘူးတဲ့နုပညာရှင်တွေကိုပြပြပေးသွားပါမယ်နံပါတ်3အေးမြတ်သူနဲ့ပို့ချပြုခင် အနုပညာလောကမှာကြီးကျယ်ပြဿနာတက်ပေါ်တဲ့မင်းသမီးနယ်ကမင်းသမီးအိမ်မြက်သူနဲ့မင်းသမီးပိုးချပြုခင်တို့ပါသူတို့နှစ်ယောက်ရံဖြစ်ခဲ့ကြတာက MRTV4 ရုပ်သံဇလန်တွေတစ်ခုဖြစ်တဲ့မိုးကောင်းကင်အိမ်မဲဇလန်တွေမှာအထူးထူးသရုပ်ဆောင်ကြရင်ကညှိခဲ့တာဖြစ်ပါတယ်မင်းသမီးအိမ်မြက်သူဟာမီဒီယာအင်တာဗျူးတစ်ခုမှာပိုးချပြုခင်ဟာစီနီယာဖြစ်တဲ့သူကိုကြောတဲ့အထာရီပြုမှုခဲ့ကြောင်းအနုပညာကိုလည်းဆုံးခဲမတိုင်မနဲ့ကလေးမေဖြစ်သွားပြီဖြစ်ကြောင်းပုပ်ပွင့်လင်းလင်းပြောဆိုခဲ့ပါတယ် ဒီစကားရီဟာပူဇာပြုခင်ရဲ့ပရိသတ်တွေရှားမှရောအနုပညာလောကမှာပါတော်လေးရိုက်ခဲ့သွားခဲ့ပါရီပူဇာပြုခင်ကလည်းအိမ်မြက်သူရဲ့ဆွဆွဲမှုကိုလုံးဝလက်မခံခဲ့ပါဘူးသူမကလည်းမီဒီယာကိုပြန်လည်ဖြေကြားရမှာသူမကအနုပညာကိုယူမှုစူးစမ်းခဲ့သူဖြစ်ကြောင်းကလေးမေဖြစ်သွားတာကလည်းသူမရဲ့ကိုယ်ပိုင်ရွေးချယ်မှုသာဖြစ်ပြီးကြော်ရှင်ရတဲ့ဘဝဖြစ်ကြောင်းခက်မှမှခက်ပြပြပြန်လည်ပြောဆိုခဲ့ပါရီအမနေမိုးဟေကိုနဲ့တင်စာဝင်းကြောင်း အနုပညာလောကကိုလှုပ်ခဲစေခဲ့တဲ့နောက်ထပ်ပြဿနာကတော့ထိတ်တဲမင်းသမီးနေရာဖြစ်တဲ့မင်းသမီးမွေကိုနဲ့မင်းသမီးတင်ဆောင်ဝင်ကျော်တို့ရံပွဲပါဒီပြဿနာသူတို့နဲ့အိုရုပ်ရှင်ဇာတ်ကားတစ်ခုမှာတူတူပါဝင်တရုပ်ဆောင်ခဲ့စဉ်ကစတင်ခဲ့တာပါဇဝင်ကန်တစ်ခုတွင်မင်းသမီးတင်ဆောင်ဝင်ကျော်ဟာတရေမိတ်ကတ်တွေကိုလိမ့်ချဲ့ပြီးတော့ရှိုက်ကွင်းပေါ်မှာအချိန်ကြာမြင့်စွာဆောင်ဆိုင်နေကြပါရယ်သူမရဲ့ဇဝင်ကန်မှာမင်းသမီးမွေကိုပါဝင်နေတာကြောင့်သူမရောက်လာဖို့ကိုသားမျော်လင့်ရင်းနဲ့နိုင်ပေါင်းများစွာဆောင်နေကြတာပါဒါပေမဲ့မွေကရှိုက်ကွင်းကိုကြောက်မလာခဲ့ပါဘူး အကြောင်းကတော့ဒီမရဲ့မိခင်ကျမ်းမာရဲ့အရေးပေါ်အခြေအနေဖြစ်သွားလို့ပဲဖြစ်ပါတယ်။ဇက်ကရိုက်ကူရေးဆိုတာဟာအချိန်ငွေကြေးနဲ့အားထုတ်မှုတွေအများကြီးရင်းနှီးထားရတာဖြစ်တဲ့အတွက်တင်ဆောင်ဝိကျော်ဘက်ကချင်းဒီမကချိန်ကြမင်းစွာစောင့်ဆိုင်းနေရတဲ့ပြင်မျက်နှာပေါ်မှာထူထဲတဲ့မိတ်ကက်တွေတရေမိတ်ကက်တွေကြောင့်လည်းရေပြားပစ္စည်းမှကိုစိုးရင်ပူပန်ခဲ့ရပါတယ်။ဒါကြောင့်ဒီမမိုးရီကိုကိုလူသိရှင်ကြလာရောက်တောင်းပန်ဖို့တောင်းဆိုခဲ့ပါတယ်။ မိုးဤကိုဘက်ကလည်းလာရောက်တောင်းပန်ခဲ့ပေမယ့်တင်စာဝင်းကျော်ကတော့အပြင်ထွက်မတွေ့ခဲ့တဲ့အတွက်သူတို့နှစ်ယောက်ကြားကပြဿနာဟာအရှိန်ဟုန်မြင့်တက်လာခဲ့ပါရီနောက်ဆုံးမှာတော့မြန်မာနိုင်ငံရုပ်ရှင်စီယုံကနေခေါ်ယုံညီနိုင်ပေးခဲ့ရတဲ့အထိကိုပြဿနာဟာကြီးထွားခဲ့ရတာပါနမတေချူလေးနဲ့မိမိကိုကိုနမေရှင်အောင်ပြဿနာနောက်ဆုံးအနေနဲ့ပြောပြချင်တာကတော့မင်းသမီးချူလေးနဲ့မင်းသမီးမိမိကိုကိုတို့ကြားကပြခဲ့တဲ့ပြဿနာပဲဖြစ်ပါရီဒီပြစ်စရာလေးသူတို့နဲ့အိုဇလန်းတွေတကူမှာသူအပါဝင်တရုတ်ဆောင်ကိစ္စကဖြစ်ပွားခဲ့တာပါ ပြဒနာရဲ့ရင်းမြစ်ကတော့ရုပ်ရှင်ကတော့ဝဲမှာတရုပ်ဆောင်တွေရဲ့နာမည်တွေကိုစီစဉ်ထားတဲ့ပုံမှန်မှုတွေပါရီချူလီရဲ့နာမည်ရှိမှာဂျူနီယာပြတဲ့မိမိကိုကိုရဲ့နာမည်ကရောက်နေခဲ့တဲ့အတွက်ချူလီဟာမကြည်မနဲ့ဖြစ်ပြီးတော့အက်ဇက်ကားကနေနှုတ်ထွက်သွားခဲ့ပါရီအနုပညာလောကမှာဆူနီယာဂျူနီယာအစင်သက်မဲ့ချင်တဲ့ professional ဂွန်ဘုတ်တွေဟာအရေးကြီးပါရီချူလီအနေနဲ့ MRD ဘောရုပ်သံဇလန်တွေတွေကမင်းသမီးတယောက်ဖြစ်ပြိသက်ကိုစတင်သိရှိခဲ့တာကြောင့်မိမိကိုကိုတဲ့စီနီယာကြပါရီ ဒါပေမဲ့အဲ့ချိန်ကစီစဉ်မောင်းရမှုတစ်ခုအားချူလင်းရဲ့စိတ်ကိုမကြည်မနှက်ဖြစ်စေခဲ့ပြီးနောက်ဆုံးမှာတော့ဇကားကနေနှုတ်ထွက်သွားတဲ့အထိဖြစ်သွားခဲ့ပါရီဒီဖြစ်စဉ်အပေါ်မှာတော့မိမိကိုယ်ကတစုံတရာပြန်လည်ပြောဆိုခြင်းမရှိဘဲသူမရဲ့တည်ယူဆောင်ရမယ့်ကာရိုက်တာကိုသာအကောင်းဆုံးပြင်ဆင်ပြီးတော့ကြိုးစားခဲ့ပါရီမိမိကိုယ်ကပြဿနာကိုရှောင်ရှားပြီး professional ဇာတ်နယ်တုတ်ပြန်မှုကိုပြသခဲ့တာဖြစ်ပါရီအခုပြောပြခဲ့တာကတော့အကြီးအကျယ်တိုင်းသိပြည်သိရန်ဖြစ်မှုတွေအနည်းပညာရှင်တွေဖြစ်ပါရီဒီမင်းသမီးနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်